တုပ်လိုက်တဲ့အခါမှာကိုကြိုက်ပြင်နားတွေကိုပြဲရောက်သွားတယ်ဒါပေမဲ့ပြဿနာအဲ့ဒီမှာမဖြစ်သေးဘူးနောက်နေ့မနေ့ရောက်ပြီနောက်နေ့မနေ့ရောက်တဲ့အခါကျတော့ခင်ယောက်ျားသူ့ရဲ့ဝန်ထမ်းကောင်လေးကိုထိုးလိုက်တဲ့ကိစ္စကိုရှာလိုက်ရှည်တာဖြစ်ပါတယ်အဲ့ဒီကောင်လေးရဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့သူတို့တွေဝန်ထမ်းတွေအားလုံးစုပြီးတော့ ဟုတ်ပေါ့သစားကြမယ်နေမှာကောင်းလေးရနေမယ်တတော်စော့နေတယ်တတော်စော့နေတဲ့အချိန်မှာအကိုထွန်းရဲ့ပိုးချပြုခင်ယောက်ျားရဲ့သမီးလေးဖွေးစိန်ဖွေးစိန်လေးရနေပြီးတော့မှတတော်ဝင်ပြီးတော့စော့တယ်ဝင်ရှုပ်တယ်ပေါ့နော်ဝင်စော့တယ်အဲ့ဒီမှာနေကောင်းလေးရနေပြီးတော့တားတယ်ခွေးစိန်ဝင်မစော့နဲ့ဝင်မစော့နဲ့စော့လို့မရဘူးလို့တားတယ်ဒါပေမဲ့ကလေးလေးကလည်းဝင်စော့တယ်တားရခြင်းအကြောင်းရင်းကသူတို့မှာငကိုတွေကစီကံကြထုတ်ထားတယ် ။ဒါလဲဆိုတော့ကလေးတွေနဲ့သူတို့ရဲ့ personal account ကိုယ့်ရဲ့ကိုယ်ပိုင် account မှာကလေးတွေပုံတွေတင်မှုရှိဘူး။ကလေးတွေပါတဲ့ပုံတွေတင်မှုမရှိဘူး။သူတို့ page သူတို့မှာဒါလည်းသူတို့တင်ခွင့်ရှိတယ်။အာတို့တင်ပြီးတော့ထုတ်ထားပြီးသား။ဝန်ထမ်းတွေနဲ့တွဲဆုံခွင့်မရှိဘူးလို့ထုတ်ထားတာမဟုတ်လားဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့သူတို့ page တွေမှာကြည်လိုက်ကလေးနဲ့ဝန်ထမ်းတွေနဲ့တွဲပြီးတော့ကနေရပဲလေ။အဲ့ဒါမဲ့ကိုယ့်ရဲ့ personal account ကိုယ့်ရဲ့ကိုယ်ပိုင် account မှာတင်ခွင့်မရှိတာအဲ့ဒါကိုကောင်းရက်လည်းသိတယ်သိရတဲ့အတွက်ကြောင့်မဟုတ်ဘူးတားတယ်ဒါမဲ့ကလေးကဝင်ပြီးတော့ sorry sorry ဟာကောင်းရက်ကအော်ဘာမှမဖြစ်တတ်ပါဘူးလေးဆိုပြီးတော့ကောင်းရက်နေမျိုးမှာ တင်လိုက်တယ်တင်လိုက်တော့နောက်နေ့ကျတော့ပိုးချက်ဘူးခင်ကနေလာပြောတယ်အာဒီတင်လို့မရဘူးပေါ့နော်ကလေးပါတယ်ပေါ့တင်လို့မရဘူးဘာကြောင့်လဲလာပြောတယ်လာပြောတဲ့အခါကျတော့သူကမဖြတ်ဘူးမဖြတ်ပေးပဲနဲ့သူကနောက်နေ့အလုပ်သွားတဲ့အခါကျတော့အဲသူတို့ supervisor လာပါလားအဲ့ဒီသူတို့တွေရှေ့မှာပဲသူကအတင်းပြောလိုက်တယ်အာသူသူတမီးကလိုက်ရှုပ်နေတာပေါ့လိုက်ရှုပ်နေတာကိုငါးနေပြောမှအပြောခံရတယ်ပေါ့မတန်ဘူးဘာကြောင့်လဲသူကအတင်းတုတ်လိုက်တယ်အတင်းတုတ်လိုက်တဲ့အခါမှာကိုကြိုက်ပြင်နားတွေကိုပြဲရောက်သွားတယ်ဒါပေမဲ့ပြဿနာက အဲ့နေမှာမဖြစ်သေးဘူး။နောက်နေ့မနေ့ရောက်ပြီ။နောက်နေ့မနေ့ရောက်တဲ့အခါကျတော့သူတို့ဆိုင်ဝင်တဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်နဲ့ကမနေ့စိုးစီးဆိုင်ခွင့်တဲ့အချိန်လောက်မှာရန်ဖြစ်တယ်။ရန်ဖြစ်တယ်တယောက်နဲ့တယောက်ဆဲဆိုပြီးရန်ဖြစ်ကြတယ်။ဆဲဆိုပြီးရန်ဖြစ်ကြတဲ့အခါကျတော့အာဒီပြဟိုအမေတွေဘာတွေနဲ့ထိခိုက်ပြီးတော့ဆဲလိုက်တာကောင်လေးကကောင်မလေးကိုအမေကောင်မလေးကနေစက်တူသွားတာသူ့အမေတွေအထိဘာတွေအထိဘာထိခိုက်ပြီးဆဲတဲ့အတွက်ကြောင့်မို့ဆိုင်ရှင်ရှင်းပေးပါပေါ့ဒီကိစ္စကိုရှင်းပေးပါဗျာညာနဲ့ဆိုပြီးတော့မနက်စောစီးပြဿနာရှာတယ် ပြဿနာရှာတဲ့အခါကျတော့အဲ့ဒီမှာလည်းကိုကြိုက်ဘူးခင်ကိုလှန့်ခေါ်တော့ကိုကြိုက်ဘူးခင်မလာမင်းနဲ့အကိုထွန်းမော်ကိုကိုကြိုက်ဘူးခင်ရောက်ကြတယ်ပေါ့နော်ဆင်းလာပြီးတော့မှသူလာဖြစ်ရှင်းတယ်နင်တို့ဘာဖြစ်နေကြလဲမနက်စောစီပေါ့အဲမနက်စောစီဆိုတချို့တွေကတော့ဒါဟိုမင်္ဂလာယူတဲ့အချိန်ဆိုတော့ရမ်းဖြစ်တယ်ဗျာဆိုင်ရှင်ကတော့မကြိုက်တော့ဘူးပေါ့သူစိတ်တူနေမှာပေါ့စိတ်ကိုနေအခန့်ရှိမှာပေါ့အဲအဲ့လိုမျိုးအခန့်ရှိနေတဲ့အချိန်မှာအမှန်တော့စိတ်တူပြီးတော့မှအဲ့ကောင်မလေးကလည်းတဲ့သူတို့ပြောဖို့ညာဆိုရင်တခြားနေရာနေရာတွေမှာနေနေရတာကနေမဲ့ဖြစ်နေတယ်နေမဲ့ရံဖြစ်နေတယ်ဗျာညာနဲ့ ပြောလိုက်တယ်ပြောတဲ့အကြောင်းကြီးကကောင်မလေးကလည်းတယောက်ပြီးတယောက်နဲ့ဟိုနည်းနည်းပေါ့ပြဿနာလေးနည်းနည်းရှိပုံရတယ်အဲသူတို့ရဲ့လေတံကိုကိုကောက်ပြီးပြောတာနော်အဲအဲ့လိုမျိုးဆိုတော့အာနဲ့ကောင်မလေးကိုလည်းအနေနဲ့အလုပ်ထွက်ပါညာနဲ့ပြောတယ်ထင်တယ်အဲထားလိုက်တော့အဲ့ဒါမိသွားပြီအလုပ်ထွက်ပါညာမိသွားပြီအဲအဲ့လိုမျိုးအဲ့လိုပြဿနာတက်တက်တော့အဲ့ဒီပြဿနာကိုဖြေရှင်းပြီးတော့သူ့ဘက်ကိုလှည့်လိုက်တယ်သူ့ဘက်ကိုလှည့်ပြီးတော့မင်းအောင်အမေအောင်မဖြစ်နေရလဲပေါ့အဲ့လိုမျိုးပြောပြီးတော့အဲမင်းကလေးကိုလိုက်ချုပ်တယ်လို့ပြောရဲဆိုပါညာလဲဆို စကားကတစင်းကနေတစင်းဆိုလို့ရှင်ကားတက်တယ်တိတယ်မလားတစင်းကနေတစင်းဆိုတော့ तू ကနေပြီးတော့မှ तू ပို့တင်တာဘာညာကိုပြောတာပြော तू စိတ်ထဲမှာမကောင်းလို့လာပြောလို့စိတ်ထဲမကောင်းလို့ပြောတာဆိုပေမဲ့တစင်းစကားတစင်းနာဆိုခလေးကလိုက်ရှုပ်တယ်ဆိုတော့မိဘစိတ်ထဲမှာခလေးကသူတို့တတော်ဆိုတော့လိုက်ရှုပ်တယ်ဆိုတဲ့စိတ်ကလည်းဆွဲဆွဲသွားနိုင်တယ်မိဘတွေမှာအဆွဲရှိတယ်အဲပြီးလို့ရှိရင်အဲ base မှာတင်ထားပြီးတော့ပြဖြတ်လည်းမဖြတ်ဘူး။အော်သူ့ရဲ့အကောင့်မှာတင်ထားပြီးတော့ဖြတ်လည်းမဖြတ်တဲ့ဇလန်လည်းရှိထားမယ်။ ပြီးလို့ရှိရင်အဲနောက်နေ့ကျတော့အတင်းထုတ်တယ်ကွာအဲကလေးကလိုက်ရှုပ်နေအောင်ငါပြောခံရတယ်မတန်ဘူးဘာညာလဲဆိုတော့အဲကလေးကလိုက်ရှုပ်နေတယ်ဆိုတဲ့ဇလန်းကိုလည်းမိဘတွေကနည်းနည်းအသေးခိုက်တတ်တယ်ကိုကဆိုင်ရှင်ကိုအဲ့ဒါဝန်ထမ်းနေတော့ကိုကလေးကလိုက်ရှုပ်တယ်လို့ဘာလို့ပြောရင်ဆိုင်ရှင်เนี่ยမကြိုက်တတ်ဘူးလေအဲပြီးလို့ရှိရင်ဝန်ထမ်းဘဝကနေနေကြီးလိုက်လို့ရှိရင်လည်း ဆိုင်ရှိအဲ့လိုခလေးတွေရှိတဲ့အိမ်တွေမှာဆိုတိတ်ပြီးတော့လူတွေမလုပ်ချင်ဘူးဘာလို့အဲ့ခလေးကြီးကိုကိုကခလေးလဲချစ်တာမချစ်တာဒါသူများခလေးကြီးကိုတစ်ချိန်လုံးกว่าတည်ရမလားလိုက်ကြည့်နေရသူတို့ခလေးကိုကိုကမျက်နှာမာမိလို့လည်းမရဘူးအပြောမိလို့လည်းမရဘူးဘာလို့ဆိုတော့ကိုရဲ့ဆိုင်ရှိကိုရဲ့အလုပ်ရှင်ရဲ့ကလေးလေအဲ့လိုဆိုတော့အဲ့ကလေးကနေပြီးတော့ဟာကလေးတွေဆိုတော့ပုံမှန်တိုင်းတည်မှာရှုပ်တာပေါ့အဲ့လိုရှုပ်လဲကိုမပြောလို့မရအဲ့လိုကလေးရှိတဲ့အိမ်တွေဆိုလို့ရှိရင်တချို့မလုံချင်ဘူးဒါလည်းနားလေတယ်အင်းအဲ့ဒီကနေပြီးတော့မှသူတို့ပြဿနာတက်တာအ တက်တော့အဲ့အဲ့ဟာနဲ့ထိုးမလို့ဘာမလို့ပေါ့ဖြစ်သွားတာပေါ့ထိုးမဲ့အဆင့်ထိတွေပဲဖြစ်သွားတာအဲ့ဒါနဲ့သူကလည်းအထိုးရရင်ထိုးကြည့်ပြန်ထိုးမှပါညာနဲ့ပြောလဲပြောဟိုကလည်းထိုးချလိုက်ဟိုကလည်းတွေးကြည့်တာပေါ့ပထမစိတ်အခံလဲစိတ်ဆိုးနေမယ်အဲပြီးလို့ရှိရင်မနက်စောစီးဟိုရံဖြစ်တဲ့အတွဲကိုလည်းသူရှင်းရမယ်အမှန်တကယ်သူကနေပြီးတော့မှအဲ ဒေါသတွေကများနေမှာပေါ့အဲ့လိုစိတ်တူနေမှာပေါ့အဲစိတ်တူနေတဲ့အချိန်မှာအဲပြောလိုက်တဲ့အချိန်မှာလို့ဖြစ်တာဆိုသူတို့နှစ်ဦးနှစ်ဘက်ကတော့ဟိုအမှားအမှန်ဘသူကဘသူကမှားတာများမလဲဆိုတာပဲရှိရနှစ်ဘက်စလုံးကတော့မှားတာတော့မှားနေတယ်အဲအဲ့ဇလန်းကိုကကျတော့ဒီဘွဲမှာဘယ်ဘက်ကလဲဆိုတော့ကိုကဒီဘွဲမှာတော့ထေးချိုထေးချိုကိုကဒီဘွဲမှာကိုကအကိုထုံးတို့ဘက်ကအဲ့အကိုထုံးနဲ့ပိုးကြယူခင်းနဲ့ယူတော့မှာတစက်အမှလည်းကြည့်မရဘူးပိုးကြယူခင်းလည်းကြည့်မရဘူးအကိုထုံးလည်းကြည့်မရဘူး ဲ့မှာကိုကအဲ့ကလေး၃ယောက်ကိုတနာတာကလေး၃ယောက်ကိုတနာပြီးတော့အဲမနာလဲလို့တာပေါ့ပိုးချပြုတ်ကအမေဒီကောင်မအဲ့အမေပတ်စံလေးကိုဗာလဲကိုကချမ်းသာတယ်လေဗာညာပေါ့ရင်အဲ့လိုမျိုးထဲမှာကိုလဲပါခဲ့တယ်ပါခဲ့ပြီးတော့သူတို့ TikTok လေးတွေကြည့်ဗီဒီယိုလေးကြည့်နေကိုသွားချင်မိတာအဲ့ဒီဖွေးစိန်လေးကိုသွားချင်မိတာဖွေးစိန်လေးကိုသွားချင်မိတာနောက်ထပ်၃ယောက်ထဲမှာနောက်တစ်ယောက်ကိုလဲနည်းနည်းချစ်သေးတယ်ဒါပေမဲ့ဟိုကျန်တဲ့တစ်ယောက်ကိုကျန်တဲ့တစ်ယောက်အားငယ်တော့မှဆိုလို့အာ အဲ့ဖွေးစိန်လေးကိုချစ်တာသူ့သူ့ပုံစံလေးကတက်တယ်လေပြီးလို့ရှိရင်ပိုးကြိုက်ပခင်လည်းကလေးတွေယူဆိုင်တယ်ဆိုတော့နည်းနည်းလေးအမြင်ကြီးလာတဲ့အချိန်လည်းပါတယ်ဒါပေမဲ့အခုဖြစ်တဲ့ပွဲကလည်းအဓိကဖွေးစိန်လေးနဲ့ကောမန့်တွေဖတ်ကြည့်ရတော့လည်းဖွေးစိန်လေးကိုပဲပြောအကလေးကလည်းရှုံတိုင်းကလေးကဖြစ်နေပါညာနဲ့ဆိုတဲ့ဟိုကဖွေးစိန်ဘက်ကနေရက်တီဖို့အတွက်လုံးဝစိတ်ကူးလိုက်တာပြီးဟိုကောင်လေးပြောမုံဆိုပုံနေရတယ်သူလည်းမှန်တယ်လို့မခံစားရဘူးလေသူလည်းဆိုင်ရှင်ကနေပြီးတော့မှဒီဗီဒီယိုဖိုင်လေးကိုဖြတ်ပေးပါလို့ပြောရင်ဖြတ်ပေးရမှာတို့နိုင်ငံခြားတွေဘာတွေမှသူကြည့်ဘူးတယ်လေနိုင်ငံကြည့်ဘူးတယ်လေနဲ့အဲဟုတ်တယ်လေနိုင်ငံခြားတွေဘာတွေမှဆိုလို့ရှိရင်ကြည့်လိုက်လေ တင်တာမကြိုက်ဘူးလေကလေးနိုင်နေပါလေအဲကလေးပုံနေတင်တာမကြိုက်ဘူးလေအာတင်နေကြရလေတင်မလားအဲကလေးကဘလို့ပါညမြမစကားကြီးတင်ပေးမှာဖះရစားလေးရှောက်ရောခိုင်းနေအဲ့လိုလေဘယံပဓာကြီးလုံနေတာမကြိုက်ဘူးတချို့တွေကဒါကတော့မြန်မာနိုင်ငံမှာလဲသူလဲသူ့အနေထားနဲ့သူမကြိုက်လဲရှိမှာပေါ့အာသူများမကြိုက်ရင်မတင်နဲ့လေနော်ဒါပေမဲ့လက်တွေပါတွေပါတာအဲ့တော့ဒါပြောစရာဖြစ်သွားတာပေါ့မှားသွားတာပေါ့ဒါပေမဲ့ယောက်ျားတွေလေယောက်ျားတွေဆိုတော့တင်မလားစိတ်တွေကနည်းနည်းတူတာပေါ့ဒါကတော့ ဒါတော့အမှန်မှကိုမပြောလို့လေသူတို့နှစ်ဦးနှစ်ဖက်စလုံးမှားတာပဲသူလက်ပါလိုက်တာလည်းမှားတာပဲဟိုကောင်လေးကလည်းအကောင်ကျော်တင်တာမှားတာပဲပြင်အောင်ဆိုရှယ်မီဒီယာမှာတိမလားပြောင်းစံနေခက်ပြီးတော့အဲ့လိုဆိုတော့ဒီဘက်မှာကိုကထေးချူပါအခုဖြစ်ပြက်နေဖြစ်ပြက်လေးလာပြောပြတာဒါပဲ